ဒီနေ့မှာတော့လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့အချက်တွေကိုပြောပြချင်ပါတယ်ပထမအဦးဆုံးပြောချင်တာကလက်ပြက်လက္ခဏာပါရှင်တွေအကြောင်းပါလက်ပြက်ပါသူတွေဟာလက်ဝါးပြင်မှာတနေอยู่ဖြစ်နေတာဒီလိုပါသူတွေကပြောရရင် introvert တမားတွေများတယ်ဗျ introvert ဆိုတာကအများနဲ့အယောမွန်ပဲတယောက်ထဲနေတက်တဲ့အေးဆေးနေတက်တဲ့လူတွေဒီလိုလူမျိုးကစကားရှုပ်တာနားရှုပ်တာမကြိုက်ဘူးဗျတပတ်သူအဲ့ဒီလိုမျိုးနေတက်လို့ ောင်းဝန်းကျင်ကလူတွေနဲ့မပေါင်းလို့ပောင်းဝန်းကျင်ကလူချို့ရဲ့အထင်လွဲအမြင်လွဲခြင်းလည်းခံရတတ်တယ်။ပောင်းဝန်းကျင်ပါဒီလိုလက္ခဏာတွေရှင်တွေကပောင်းဝန်းကျင်တော့အင်မတန်စိတ်ထားကောင်းတယ်ဆိုတာသိသာပါတယ်။နောက်ပြီးတော့ဒီလိုလူမျိုးဟာမိသားစုနဲ့ပတ်သက်ရဲ့အနစ်နာခံပေးစရာတတ်တယ်ဗျ။အလုပ်တစ်ခုလုပ်မယ်ဆိုပါစို့ဗျာအလုံးတိကျတဲ့လူမျိုးတွေအဲဒီလိုလူမျိုးနဲ့လှုပ်လှုပ်မယ်ဆိုရင်မတိမကျသွားမလုပ်နိုင်နဲ့အသင့်ကိုဘယ်တော့မှမခေါ်တော့ဘူး။နောက်ပြီးတော့စီးစနစ်ကြီးတဲ့လူတွေမိသားစုအရင်းနဲ့ပတ်သက်ရင် ကိုယ်တိုင်ကအနစ်နာခံပေးဆက်တဲ့သူတွေအသက်ကြီးပိုင်းအားရောက်ရင်တော့ကိုယ်သက်ဆိုင်ရာဘာသာရေးလိုက်အားထုတ်ပြီးနေတတ်တယ်လက်ပြပါသူအများစုဟာသူတစ်ပါးကြိုးကမျောကိုလို့မရဘူးဒီလိုလူမျိုးဟာသူတစ်ပါးကိုယ့်ကိုယ်ညီမကိုမျောကိုလို့မရဘူးကိုကိုယ်တိုင်လေးလာလိုက်စားစူးစားအားထုတ်မှကြီးပွားချမ်းသာမဲ့သူမျိုးပဲဖြစ်ပါတယ်ငါတော့ထီပေါက်မှာပဲငါတော့ချဲပေါက်မှာပဲ ။ငါတော့အမွေတွေအများကြီးရမှာပဲ။အဲ့ဒီလိုမျိုးမထင်နဲ့ဗျ။ဒီလိုလက်ပြတ်ပါဆိုတဲ့ဟာအဲ့ဒီလိုမျိုးကံမကောင်းတတ်ပါဘူး။နောက်ပြီးလက်ပြတ်လက္ခဏာတမားတွေက အများစုကပြောတယ်။အုံနောက်နဲ့နှလုံးသားအချိုးကြကြအသုံးမချတတ်ဘူးလေ။ချိုးကြကြသုံးမချတတ်ဘူးဆိုတာမှန်ပါတယ်။ဘယ်လိုလဲဆိုတော့ဒီလိုလူမျိုးကတခါတလေခံစားချက်မဲ့သူလည်းနေတတ်တယ်။တခါတလေလည်းသိခောက်ခက်အဝင်နဲ့တတ်တယ်။တစွထိုးတစောက်ကလောက်တတ်တယ်။ ခံစားရရင်လည်းသူတို့လောက်အပြင်ခံစားရတာမရှိဘူးအစွန်းနှစ်ဖက်ကလူမျိုးလို့ဖြစ်နေတယ်ဒါကြောင့်သူတို့လက်ပြက်လက္ခဏာပိုင်ရှင်တွေဟာရုပ်တရက်လဲစိတ်ကြီးဒေါသထွက်တတ်တယ်လောက်ရင်လည်းတစုံတစ်ချက်လုတ်တတ်တယ်ဒီလိုလူမျိုးတွေကိုယ်စိတ်ကိုထိမ့်ပါအစွန်းနှစ်ဖက်မှာမနေပါနဲ့မီဇီမာပရိပဒါအလယ်လက်လမ်းစဉ်တွေသာနေပါဒီလိုလူမျိုးတွေဟာဘာပဲပြောပြောလက္ခဏာမှာဘလောက်ပဲပြပါစေကိုယ်စိတ်ကိုနိုင်တဲ့လူဆိုရင်တော့ဘဝမှာအင်မတန်မှကောင်းစားပြီးတော့ထိတ်ဆုံးရောက်မဲ့သူလို့ပြောလို့ရပါတယ် ောက်ထပ်လက္ခဏာတခုပြောခြင်းလည်းဗျလက္ခဏာကိုပဲအများစုကပြောတယ်လို့ကျွန်တော်လည်းပြောပါတယ်ဒါပေမဲ့မိတ်ဆွေရဲ့လက်ချောင်းတွေပါလည်းမြင်းနေပါတယ်ဗျအဲ့ဒီမြင်းတွေကလည်းတကယ်တော့ဒိဗတ်တမျိုးစောင်းနေဗျကဲလေးလာမိတယ်လို့ပြောခြင်းပါလေလက်ချောင်းအောက်အစစ်ကမြင်းနေကြပါဗျတကယ်လို့မိတ်ဆွေရဲ့လက်သက်အစစ်အောက်ဆုံးကမြင်းနေဟာဘာကိုကိုစားပြုလဲဆိုတော့ကုသရောက်ဝဲရေးကိုပိုင်းစီးပွားရေးနဲ့အကျိုးပြုတယ် စီးပွားရေးမှာတိုးတက်မှုရရှိနိုင်မယ်လို့ပြတယ်။ငွေတိုးပွားမှုလုံတက်တဲ့သူတွေလို့ပြပါတယ်။လက်စကြအောက်ဆုံးအစ်စ်ကမြင်းနေတာဘာလို့ကိုစားပြုလဲဆိုတော့အများကအားပြုသူဖြစ်တယ်။ကိုဟာဇွဲလုံးတော့ဝရိယကောင်းသူပါ။ခန္ဓာကိုယ်ကြိုက်တဲ့လောက်ပင်မပါစေ။အပင်မခံနိုင်နဲ့။အေးဒါပေမဲ့စိတ်ပင်မမခံနိုင်ဘူး။ကျမ်းမာရေးနဲ့ပတ်သက်ဒီလိုလူမျိုးတွေကနှလုံးသွေးတို့ဒုက္ခဖြစ်တတ်ပါတယ်။လက်ခက်လေအောက်ဆုံးအစ်စ်ကမြင်းနေတယ်။ ဒီလိုမြင်းတွေကဘာကိုကိုစားပြုလဲမိသားစုကြောင့်ဒုက္ခရောက်ရတာအပေါင်းအသင်းမိတ်ဆွေကြောင့်ငွေကုန်ကြေးကြရတာငွေမမြဲတတ်တာကိုပြတယ်ဒီလိုလူမျိုးတွေကမိတ်ဆွေပေါင်းသင်းအဆင်မပြေဘူးဗျာနောက်ပြီးတော့စိတ်ဆွမ်းရင်ကုန်ခန်းတက်ပြီးတော့စိတ်တကြလွတ်တက်ပါတယ်လက်ညှိုးအောင်ဆုံးကမြင်းတွေကဘာကိုပြောလဲဆိုတော့နေစရာအတွက်ထောက်ကူရတတ်တယ်ဥဆောင်မှုလုပ်ငန်းတွေနဲ့အကျိုးပေးတယ်စက်တူလုပ်တွေကြောင့်အကျိုးအမြတ်အများအပြားခံစားရတတ်တာကိုပြပါတယ်ဘာသာတရား ိုလိုက်စားလေကောင်းလေပဲဖြစ်ပါလေဒီလိုပါသူတွေဟာအဓိကအားဖြင့်ချမ်းသာကြွယ်ဝတက်တာကိုပြပါတယ်နောက်ထပ်လေးလာကြည့်တဲ့လက္ခဏာတစ်ခုပြောချင်တယ်ဗျမိမိရဲ့ဇာတိရဲ့ရွာမှာမဟုတ်ဘဲနဲ့ရဝေးမှာအောင်မြင်ပြီးတော့ဦးဇာတာကလည်းရဝေးမှာပဲဆုံးသက်ရပြီးအင်မတန်မှဦးဇာတာကကောင်းမဲ့လက္ခဏာတစ်ခုပြောချင်တယ်ဗျမိဆွေရဲ့အသက်လမ်းကြောင်းကိုကြည့်ပါအသက်လမ်းကြောင်းအောက်ချင်မှာငကြင်းမိပါနေလားအဲ့လိုငကြင်းမိပါရင်တော့ ကောင်းပါလေဘာကောင်းတာလဲကိုပိုင်လုပ်ငန်းဆောင်ရရင်ငွေကန်ကောင်းတယ်ကာလာတို့အချိန်လိုအတွင်းမှာကြီးပွားနိုင်တယ်ဗျာဝန်ထမ်းဖြစ်ရင်အကြီးကဲဖြစ်မယ်ဖိတ်တန်းရောက်မယ်ဖုံးကန်ကြီးမယ်အများလည်းမှာထင်ရှားတယ်ထူးကျွန်တယ်အမြင့်မားဆုံးဂျာတို့တွေရရှိပန်းစံနေမှာလေလုပ်ငန်းလုပ်ရမှာလဲဇွဲလုံလောက်ဝရိယကောင်းတဲ့အတွက်ကြောင့်စီးပွားဖြစ်မယ်ဉာဏ်ပညာထက်တယ်ငွေကြေးကန်ကောင်းတယ်တိတ်ကန်ကြိုးပေးအလွန်ကောင်းတယ်ပြပလုပ်ငန်းကြိုးပေးကောင်းတယ်နောက်ပြီးတော့ မိမိမိုးရမြင်နိုင်ငံမှာနေထိုင်ရင်ရဝေးနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေပဲအကျိုးပေးပါတယ်။နောက်ပြီးတော့ငကြီးမိပါသူတွေဟာအငြင်းမနေတတ်ဘူး။ပင်ကိုစိတ်ကိုကအင်မတန်မှအလုံးလုံးချင်တတ်တယ်။လုံးလုံးဝမှချင်တတ်တဲ့သူတွေဖြစ်ပါတယ်။ဒီလိုမျိုးချင်းချာချာကြီးပါဖို့ကတော့အင်မတန်မှရှားပါတယ်။နောက်ထပ်လေးလာမိတဲ့လက္ခဏာတစ်ခု ပြောချင်တယ်ဗျာ။လူတော်များရဲ့လက္ခဏာမှာပါတတ်တဲ့ဝိုင်းပုံတဲ့သင်္ကေတတွေအကြောင်းပြောချင်တယ်ဗျာ။ဒါတော့တချို့က ပြောရမယ်ဆိုရင်ခရင်ကွားလို့လည်းဆိုပါတယ်ခရင်ကွားနှစ်ဖက်ပါဗျာတချို့ကတော့ဝိုင်းမုန်တဲ့တင်ဂီတလို့လည်းပြောပါတယ်ဒီဝိုင်းမုန်တဲ့တင်ဂီတကိုလူတော်များသိကြပါတယ်အချို့ကအနည်းငယ်ကပါတချို့သိရှိပါတယ်ဒီဝိုင်းမုန်တဲ့တင်ဂီတကပြောရမယ်ဆိုရင်တော့ဒီဟာဖြစ်စရာလေးငင်းခုန်စရာအချက်တွေတော့ရှိတယ်ဗျာဝိုင်းမုန်တဲ့တင်ဂီတရဲ့တရှိပုံဖြစ်တည်ပုံနဲ့ဘလို့အကျိုးကျေးဇူးတွေရှိလဲဆိုတာကိုမျှဝေခြင်းပါတယ် အိန္ဒိယကပညာရှင်အများစုနဲ့နောက်နိုင်ငံကလက္ခဏာအတိုင်းဝိုင်းကတော့ဝိုင်းမိုဒနာမျိုးနဲ့ပတ်သက်ပြီးအခုလိုမျိုးပဲမှတ်ချက်ပေးပါတယ်မိတ်ဆွေရဲ့အဓိကလမ်းကြောင်းကြီးတွေဖြစ်တဲ့ညံလမ်းကြောင်းနှလုံးလမ်းကြောင်းအသက်လမ်းကြောင်းအောင်မြင်လမ်းကန်လမ်းပေါ့ဗျာကန်လမ်းကြောင်းစတဲ့နေရာအိန္ဒိယလမ်းကြောင်းအစရှိတဲ့လက္ခဏာနေရာတော်တော်များများရှိလမ်းကြောင်းတွေဒုက္ခုံတွေမှာလမ်းကြောင်းထိုက်ခွာတဲ့ံဖြစ်နေတာပေါ့ဝိုင်းဆိုင်ဝိုင်းပုံတဲ့ံတင်ကေတလို့ယူဆခေါ်ဆိုကြတယ်ဗျာ ဒါနားလည်လွယ်အောင်ပြောတာပါတကယ်ကပြောရမယ်ဆိုရင်တော့ခရင်ကွာလို့အနောက်တိုင်းအရှေ့တိုင်းလက္ခဏာပညာရှင်များစုက ပြောပါလေတကယ်လို့မိတ်ဆွေရဲ့အသက်လမ်းပါဗောဗျာဘိုင်းမုံတဲ့သင်္ကေတနဲ့သုံးသက်သွားတယ်ဆိုတော့သူတော့ခီးသွားလမ်းကြောင်းလို့လည်းခေါ်တယ်ဗျာတကယ်လည်းခီးသွားလမ်းဖြစ်ပါလေတစ်ချက်တည်းပြရမှာကထရင်ရှားနှစ်ခွတဲ့နံဖြစ်နေရင်ဘဝတသက်တာမှာ အသက်မွေးဝမ်းကြောင်းအတွက်အများတဲ့ခီးထွက်နေရတဲ့လူတွေဖြစ်တယ်။အသက်လမ်းကြောင်းနဲ့ညလမ်းကြောင်းကဟာနေပြီးအသက်လမ်းကြောင်းဆုံးမှာဝိုင်းမိုးတဲ့ပါဝင်နေတော့ခီးသွွားလုပ်ငန်းတွေအမှုပညာလုပ်ငန်းတွေဖျော်ဖြေလုပ်ငန်းတွေစူးစမ်းလေ့လာတဲ့လုပ်တွေအရရရကိုလက်ပတ်ပြီးတော့ရိုက်ကူးရေးလုပ်ရတဲ့လုပ်သူတေသနာလုပ်ရတဲ့လုပ်တွေနဲ့အင်မတန်ကြိုးပေးပါတယ်။ Travel and Tour လုပ်သူတွေခီးသွွားဘလော့ဂါတွေ documentary ရိုက်ကူးရေးသမားတွေမှာအများဆုံးပါတဲ့လက္ခဏာတစ်ခုပါ။ ပင်ကိုမူရပါရေချင်းရှိသလိုအောင်မြင်မှုလည်းရရှိနိုင်တဲ့လက္ခဏာပါတကယ်လို့ဥကောင်းလန်းဟောညံလန်းမှာအစုံးသက်မှာဝိုင်းမုံတန်ဖြစ်နေရင်တော့ဒါဘာကိုပြောလဲအဲ့ဒီဝိုင်းမုံတန်အကျိုးပေးတဲ့ဂျိုးကုံအင်အားတွေဖြစ်တဲ့ဂျာတာပလေးဘိုလူနဲ့တနင်္လာဂျိုးကုံတို့အားကောင်းမှုလို့တို့ဒီဂျိုးကုံတွေရဲ့လက်ချောင်းတွေကလည်းပုံတန်အရင်ပြက်နေလို့မရဘူးဗျာ အများအားဖြင့်ဒီလိုမျိုးဥကောင်းလမ်းမှာဝိုင်းမုံတန်းရှိသူတွေဟာဆွဲဆုံသမားတွေဘာသာစကားမျိုးမျိုးကိုတာမန်ထပ်ပို့ပြီးတက်မြောင်ရတယ်။အမှုပညာသိပ္ပံနှစ်ဖက်လုံးကိုခံစားနားလည်နိုင်တယ်။လက်ပုံတန်းကောင်းမွန်ရင်လက်တွေ့ထိထိရောက်ဖန်တီးနိုင်တဲ့ပညာရှင်ဖြစ်လာနိုင်ပါလိမ့်။မကောင်းတဲ့ချက်ကတော့စုံပြည့်ချဖို့ကြံ့ကြာတတ်တယ်။အလုပ်လည်းနှစ်ခုသုံးခုမကလောက်ရတတ်တယ်။တကယ်လို့ ျွန်တော်တို့လက်သက်ကြွယ်အောင်တနင်္ဂနွေကြိုးကမှာဝိုင်းပုံတန်းဖြစ်ခွဲထွက်သွားမယ်ဆိုရင်အချိန်ဆွဲပြင်းတဲ့လူတွေတော့ပြောလို့ရပါတယ်။နှလုံးလမ်းကြောင်းမှာဝိုင်းပုံတန်းတငိဒရှိနေလား။ဂျာတာပလေးဂျိုကွန်အောင်နှလုံးလမ်းကြောင်းထိမှာဝိုင်းပုံတန်းတငိဒကြီးလှလှပပရှိနေပြီ။မြစ်တာရေကန်ချမအထူးကောင်းပါလေ။မိတ်ဆွေအားကိုယ့်ပတ်ဝန်းကျင်ပေါ်မှာထွန်းမိုးနိုင်တဲ့ဆွဲဆောင်မှုရှိတဲ့သူဖြစ်ပါတယ်။ပင်ကိုကန်ချမရ လူများရဲ့စိတ်ဝင်စားခြင်းခံရတတ်ပါလေလူများနဲ့ထိတွေ့ဆက်ဆံတဲ့လုပ်ငန်းတွေမှာဘလောက်ပဲခက်ခဲပါစေကိုယ်စိတ်စေတနာကြောင့်နောက်ဆုံးအောင်မြင်မှုရမှာကိုယ်ပဲဖြစ်ပါတယ်ဒီနှစ်ခွာဖြစ်တဲ့ပုံစံကအထူးသတိထားမှာကတိတ်မကွာတဲ့အနေထားဖြစ်ရပါဗျာလမ်းကွက်တစ်ခုကအောက်ကိုဆိုက်ပြီးတစ်ခုကညာလက်ကြောင့်ထိုးပေါက်သွားရင်လည်းအဆင်ပြေပါဘူးနောက်တစ်ခုကဝိုင်းပုံစံအမှတ်သားနဲ့ဖြစ်နေပြီးတကယ်လို့သာမိတ်ဆွေရဲ့ တနင်္ဂနွေဂျိုကွန်မှာဝိုင်းပုံတန်းတင်ငေဒရှိတယ်ဆိုပါလို့တနင်္ဂနွေဂျိုကွန်ဆိုလက်သက်ကြွယ်အောင်ပါဗျာလက်သက်ကြွယ်အောင်တနင်္ဂနွေဂျိုကွန်မှာဝိုင်းပုံတန်းရှိနေရင်အလုံးအောင်မြင်ကြွားနိုင်တယ်တဲ့စီးပွားရေးလုပ်ငန်းတွေနဲ့အောင်မြင်ကြွားတဲ့အမှုပညာရှင်တွေလက္ခဏာမှာအများဆုံးတွေ့ရပါတယ်အသက်16ကနေ30အတွင်းလူငယ်တွေမှာပါရင်တော့ကိုယုံကြည်ရာအားသာရာကိုဒီဇိုင်းပေးမဲ့လုပ်ပါအထူးအောင်မြင်ပါလိမ့်မယ်မိတ်ဆွေရဲ့လက်ခက်လက်အောင်စနေဂျိုကွန်မှာဝိုင်းပုံတန်းတင်ငေဒပါနေတယ်ဆိုပါစို့ဒါဆိုရင် အသက်26ကျော်တာနဲ့မိဆွေဟာကံကောင်းတာကိုသိသိသာခံစားတတ်ပါလိမ့်မယ်။အသက်26နဲ့မကျော်မချင်းကံကောင်းမှာမဟုတ်ပါဘူး။အကြောင်းမျိုးနဲ့ပြတ်တတ်ပါလိမ့်။ပြောရမယ်ဆိုရင်ကံလန်းကြောင်းဆုံးသက်မှာဒီလိုဘဝိုင်းပုံစံနဲ့သင်္ကေတရှိနေတပါလေ။တချို့ကတော့အသက်26တချို့ကတော့35တချို့အသက်40ကျော်စသဖြင့်ပေါ့ဗျာ။အဲဒီလိုအချိန်ကြာမှာအကျိုးပေးတတ်တယ်လို့ဆိုပါတယ်။လက္ခဏာလမ်းကြောင်းတွေတင်းနေရာ အနေထားပုံမူတည်ပြီးဝိုင်းပုံသဏ္ဍာန်ကတော့အကျိုးပေးကွာခြားမှုအနေနဲ့အများရှိပါလေ။ဒါကတော့မိတ်ဆွေတို့ရဲ့လက်မှာပါတဲ့ဝိုင်းပုံသဏ္ဍာန်တင်ငေတာနဲ့ပတ်သက်ပြီးလေးလာမိသမျှပြောပြတာပါ။နားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။